ရှိတယ်အရဟံကောင်းအဲ့ဒီတည်းကဘုံတို့အကြိုက်ဆုံးကတော့အရဟံဆိုတာပါလေစိတ်ထဲမှာလောဘဒေါသမောဟလုံးဝကင်းကွာနေတဲ့သဘောလေးအပူမရှိလို့ငြိမ်းအေးနေတယ်အရှုပ်တွေမရှိလို့ရှင်းနေတယ်ဆင်းရဲတာတွေမရှိလို့ချမ်းသာနေတယ်အဲ့ဒီအနေအထားလေးကိုအာယုံပြုနိုင်ဖို့လိုတယ်အဲ့ဒါကံကောင်းအောင်လုပ်နေတာအဲ့ဒါပရိစိတ်အရဟံကိလေသာအပူကင်း၍ငြိမ်းအေးတော်မူသောမြတ်စွာဘုရားပရိတလုံးချပရိစိတ်ရင်ပါအကျိုးရှိတော့ အနည်းဆုံးတော့တရား၈ခေါက်တော့ဆင်ခြင်မိမယ်လေအတော့အရဟံအရဟံတို့ဆိုနေတာတဲ့ဘုံဘုံကတော့အတိပဲလေးပါတွဲပြီးတော့ဆိုနိုင်ရပို့ပြီးတော့သဘောကျတယ်အရဟံကိလေသာအပူကင်း၍ငြိမ်းအေးတော်မူသောမြတ်စွာဘုရားတခါတည်းပအောင်လို့နော်အင်းအဲ့ဒါဘာလို့တာတော့ကံကောင်းအောင်လုပ်တာကံစိတ်ဥဒုအာရအကြောင်းတရားတွေကိုကောင်းအောင်ပြင်နိုင်မှဘုံဘုံတို့ရခြင်းနဲ့အကျိုးရလက်ကောင်းတွေထွက်မှတရားကိုမျက်ချင်မပြတ်နဲ့ဟုတ်လားဟုတ်ကံကောင်းအောင်လုပ် ကံပြီးတော့ဘာလာအကံကောင်းအောင်နှစ်နည်းပြောမလို့ပြောနော်တနည်းရပါဆိုမေတ္တာတရားကိုယ်စေနာလေးတွေဖြူရှင်တန်ရှင်းနေအောင်ကိုယ်ကံနေမြင့်နေအောင်ကံနေအစင်အတန်းရှိအောင်မေတ္တာထားရမယ်တတော်အားလုံးရဲ့ပုံမှာချမ်းသာစေခြင်းနဲ့ကောင်းစေခြင်းနဲ့စိတ်ကလေးကိုမေတ္တာလို့ခေါ်တာမေတ္တာကိုချစ်ချင်းနဲ့ရောထွေးပြီးတော့အတိတ်ဘယ်ကိုတချို့ကကောင်းကောင်းနားမလဲကြတာရှိတယ် မေတ္တာဆိုတာတတဝအားလုံးရဲ့ပုံမှာချမ်းသာသိခြင်းတာဘေးရန်တွေကင်းသိခြင်းနဲ့ကျမ်းမာရေးကောင်းသိခြင်းနဲ့နှလုံးစိတ်ဝမ်းညင်းအေးသိခြင်းနဲ့အရှင်မပြေတာဘာမှဖြစ်စေခြင်းဘူးအရှင်ပြေတာတွေကြီးဖြစ်စေခြင်းနဲ့ကောင်းသိခြင်းတတဝရဲ့အကျိုးရှိဝါကိုလိုလားတဲ့စိတ်ကလေးအလွန်အဆင့်အတန်းမြင့်တဲ့စေတနာလေးအလွန်ကောင်းတယ်အဲ့ဒီမေတ္တာစိတ်ခဏခဏဖြစ်အောင်လုပ်ပြီးတော့လည်းပဲကိုယ့်ရဲ့ကံကိုမြင့်တင်ရမှာနော် အဲ့ဒါကိုလည်းနှုတ်နဲ့အရင်ရွှေရှုအာလုံသောတတ္တဝါဤဘေးရန်ကင်းကွာကိုရှိနေပြကြမှာချမ်းသာကြပါစီဒါလို့ဆိုရင်ရပြီအဲ့ဒါကိုထက်ခါထက်ခါရွှေရှုနေကြရင်စိတ်ဝင်စားပြီးတော့ကိုရှိကအဲ့ဒီထဲမှာတတ်ဝင်လာနိုင်လိမ့်မယ်အဲ့ဒါမြေတားတဲ့ဖြစ်လာမယ်ဝရိယရှိဖို့လိုတယ်စူးစားဖို့လိုတယ်နော်အဲ့ဒါဘာလဲလို့မေးရင်ကံကိုဖုံဖုံတို့တွေပြင်ဆင်ကြတာပေါ့ကောင်းအောင်ပြင်တာဟုတ်လား ဘာနဲ့ပြင်မလို့အနှစ်ချုပ်ကလေးတွေပဲဘုံမပြောချင်တာပေါ့နော်ဘုရားနှုတ်တတိနဲ့မေတ္တာမြတ်စွာဘုရားရဲ့ဂုံအည်သွေးကိုစဉ်းစားဆင်ခြင်ခြင်းနဲ့အတ္တဝါရရဲ့ပုံမှာကောင်းစေခြင်းနဲ့စိတ်ထားခြင်းပေါ့ဟုတ်လားဒါဆိုရင်ကံကောင်းမယ်ပြောချင်တာတွေကအများကြီးရှစ်ဆက်သွားမယ်နော်ကံပြီးရင်ဘုံမတို့ဘာကိုပြင်ရမလို့စိတ်ကိုပြင်ရမယ်တဲ့စိတ်ကိုဘလို့ပြင်ရမှာတော့လူရင်းပြောရင်စိတ်ကိုချမ်းသာအောင်လုပ်ရမယ်စိတ်ကိုမတုံ့လှုပ်အောင်လုပ်ရမယ် စိတ်ကိုမဆင်းရဲစေရဘူးစိတ်ကိုမတုံ့လှုပ်စေရဘူးစိတ်ကိုချမ်းသာစေရမယ်စိတ်ကိုတည်ငြိမ်စေရမယ်ဆိုအဲ့ဒီခံယူချက်ရှိရမယ်နှစ်ချက်ပြောတယ်နော်စိတ်ကိုမဆင်းရဲစေရဘူးစိတ်ကိုမတုံ့လှုပ်စေရဘူးဘာပဲဖြစ်စေရမလဲစိတ်ကိုချမ်းမဲချမ်းသာစေရမယ်စိတ်ကိုတည်ငြိမ်မှုပဲရှိနေစေရမယ်အဲ့လို့ရှိရင်စိတ်မဆင်းရဲအောင်စိတ်ချမ်းသာအောင်ဘလို့လုပ်မလို့စိတ်ကိုမဆင်းရဲအောင်လုပ်ရင်စိတ်ကချမ်းသာတာပဲစိတ်ကိုမတုံ့မလှုပ်အောင်လုပ်ရင်စိတ်ကငြိမ်သွားတာပဲ လို့ဆိုရင်စိတ်ကိုဆင်းရဲအောင်နှိမ့်ဆက်တာဘယ်လိုတော့စိတ်ကိုတုံ့လွတ်အောင်လုပ်တာဘယ်လိုတော့လောဘဒေါသမောဟနော်လူချင်းမမောမှုတွေပြင်းထန်ရင်စိတ်ဆင်းရဲတယ်မကျေနပ်မှုဒေါသတွေပြင်းထန်ရင်စိတ်ဆင်းရဲတယ်ဘာမှမသိဘူးဘဝမှာဖြစ်သလိုပဲနေတယ်အတိညာရှိအောင်မလုပ်ဘူးလောဘဒေါသနှိမ့်အောင်မလုပ်ဘူးဘဝခန္ဓာကြောင့်သိအောင်မလုပ်ဘူးကုသိုလ်ကောင်းမှုစိတ်ဝင်စားကောင်းမှမသိဘူးမောဟတွေနဲ့လွှမ်းနေရင်အဲ့ဒါစိတ်ဆင်းရဲတယ်စိတ်စိတ်ကိုနှိမ့်ဆက်မဲ့အရာတွေကိုလောဘဒေါသမောဟဆိုတာ တပြိုင်တည်းထဲမှာပဲစိတ်ကဆင်းရဲပြီဟေ့ဆိုတာနဲ့စိတ်ကငြိမ်တော့ဘူးစိတ်တုံ့လှုပ်တယ်ဆိုတာဆင်းရဲလို့တုံ့လှုပ်တာနော်ချမ်းသာနေရင်စိတ်ကမတုံ့လှုပ်ဘူးငြိမ်နေတာဟုတ်လားအဲ့တော့စိတ်မတုံ့လှုပ်ခြင်းမူဆိုလို့ရှိရင်ဘုန်းဘုန်းတို့ဘာလို့မလုပ်ချမ်းသာအောင်လုပ်ရမယ်ချမ်းသာအောင်လုပ်မယ်ဆိုရင်ဘယ်လိုလုပ်မလို့မဆင်းရဲအောင်လုပ်ရမယ်မဆင်းရဲအောင်ဆိုရင်ဘယ်လိုလုပ်မလို့ဆင်းရဲစေတတ်တဲ့အရာတွေကိုဝင်မလာအောင်လုပ်ရမယ်ဆင်းရဲစေတတ်တဲ့အရာတွေပါလေတော့လောဘဒေါသမောဟရယ်နော်အဲ့ဒါဘယ်လိုလုပ်အောင်လို့ဆိုတော့ နှစ်ချုပ်ပြောရင်တတိနဲ့လောက်ရတယ်တတိနဲ့ကာကာကွယ်ရတယ်ကိုကိုကိုဘာဖြစ်နေတယ်လဲဆိုတာလေးကိုအမှန်ကအောက်မေ့နေတဲ့သဘောလေးဟိုနေ့ကတော့ဦးဇင်းတို့ပြောသေးတယ်လေကိုကိုဘာဖြစ်နေလဲဝင်လေလေးဝင်နေတယ်ထွက်လေလေးထွက်နေတယ်ပုံမှန်ဖြစ်နေတယ်အဲ့ဒါလေးပုံမှန်တတိလေးထားလိုက်ပြီးဟေးဆိုတာနဲ့လောဘဒေါသမောဟကဝင်ကိုမရအောင်ကာကွယ်ပြီးသားဓာစီပြီးသားဖြစ်တယ်သူတို့ဝင်မလာဘူးဟေးဆိုတာနဲ့စိတ်ကမစင်ရဲဘူးအနှောင့်ယှက်ပေးမဲ့ကောင်တွေနဲ့ကင်းတယ်စိတ်ကချမ်းသာသွား တို့နဲ့ဝေးလေးစိတ်ကချမ်းသာလေးချမ်းသာပြီးဟေ့ဆိုလေးလေးပါတော့ငြိမ်လေးလေးပဲဟုတ်လားဒါကြောင့်ကိုယ်စိတ်ကိုတတိနဲ့ကာကွယ်စောင့်ရှောက်ရမယ